ပဏိပခဖြစ်ပေါ်နေတဲ့ဒေတာတွေမှာတနင်္ဂနွေကြမ်းမဲ့တနင်္ဂနွေတွေအတွက်လုံခြုံရေးဆိုင်ရာတင်နန်းတွေပို့ချပေးဖို့လိုအပ်နေပြီလို့တနင်္ဂနွေတွေကပြောကြားလိုက်ပါတယ်ခွန်စော်ဦးတင်ပြပို့ထားတာပါမြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့စစ်ပွဲတွေနဲ့ပဏိပခတွေအတွင်းမှာတနင်္ဂနွေယူနေကြတဲ့တင်္ဂနွေသမားတွေအတွက်တကူရေးကာဝယ်ဖို့အတွက်လိုအပ်တဲ့ပစ္စည်းတွေမရှိတယ်လို့စနစ်တကျတင် जा ပေးနေတဲ့လုံခြုံရေးဆိုင်ရာတင်နန်းတွေကလည်း မရှိတလောက်နေပါနေတယ်လို့တရုတ်မြန်မာနယ်စပ်ကိုကန့်ဒေတာကိုတွားရောက်တင်းယူခဲ့ကြတဲ့တင်းတောက်တွေကအခုလိုပြောကြားလိုက်တာပါဒါပထမဆုံးတွေ့ကြုံလို့လည်းပြောရတာပေါ့ဒီတိုက်ခွဲတွေကြားမှာလည်းလည်းလိုက်ရတာဆိုတော့ဒီကြီကအင်းရာစအများကြီးတော့ facility တွေထောက်ပံ့နေတိုက်တွေဘက်ကလည်းအများကြီးစီစဉ်လုပ်လို့ဒီကြံတဲ့တခြားအတွေ့အကြုံကဒါနဲ့ပတ်သက်တဲ့ဒီသင်္นานအစဒါတွေလည်းအများကြီးဟိုထောက်ပံ့ပေးဖို့လိုတယ်လို့အဲ့လိုတော့ကျွန်တော်တို့ကဒီ ကိုကိုတွေ့တော့အတွေ့အကြုံများမြင်ပါတယ်ဗျာစစ်ဖြစ်ပွားရာဒေတာအတွင်းတည်င်းရယူကြမယ်ဆိုရင်ပရိပခတည်င်းရယူရေးတာနီတင်နန်းတွေတက်ထားရုံနဲ့မလုံလောက်သေးဘူးလို့ကိုကန့်ဒေတာလောက်ကင်မျိုးကိုတည်င်းတွားယူခဲ့တဲ့တည်င်းတော့နေထက်ဝေကဆိုပါလေခုကျွန်တော်တို့ conflict တင်နန်းတွေတော်တော်များများမှာတင်နန်းတွေအားလုံးပို့ဆခဲ့တယ်ဒါပေမဲ့တကယ်လက်တွေ့ပြီးရဲမှာကအဲ့လိုပုံစံမဟုတ်တဲ့အနေအထားတွေကိုတွေ့ရတယ်လက်ရှိပေါ့နော် conflict တင်နန်းတက်နေတဲ့ဟိုပြီးရဲကတူတူပေါ့ပါရောပေါ့နော်တကယ်တမ်းပြောလို့ရှိလို့ရှိရင် တကယ်သွားမယ်ဟေးဆိုလို့ရှိလို့ရှိရင်သင်ယုံနဲ့မပြီးဘူးတကယ်အတွေ့အကြုံပေါ့အများကြီးလိုအပ်ပါတယ်လို့တရင်ဌာနတွေကလည်းမိမိတို့ရဲ့တရင်တော့တွေကိုပြိပကဖြစ်ပွားတဲ့ data အတွင်းတရင်ရယူဖို့လွှတ်မယ်ဆိုရင်လိုအပ်တဲ့ပြည်စီမှုတွေကိုစနစ်တကျဆောင်ရွက်ပေးပြီးမ လွတ်တင်တယ်လို့မြန်မာဂျာနယ်လစ်ကိုရက်ကအတွေ့အမှုဥမြင့်ကျော်ကပြောပါတယ်။တိုင်းတေကလည်းကိုယ်တည်နှောက်ကိုအဲ့လို Privacy Area တွေကိုလွတ်မယ်ဆိုရင်ပြီးရင်ပြီးရောဆိုပြီးတော့မလွတ်လိုက်ပါနဲ့။ကိုယ်တည်နှောက်ကို Privacy နဲ့ပတ်သက်တဲ့တည်ရင်ယူတဲ့အခါမှာတည်ရင်တည်တိုက်တဲ့ဟိုအံဘူးတုဒနောက်ပါတချို့လိုအပ်တဲ့ပစ္စည်းပစ္စည်းရောစီကိုင်းတို့လိုတခြားသောဟိုဖတ်စေရှိဥဒနာပြပစ္စည်းတို့လိုအဲ့လိုမျိုးတွေပေးလိုက်တင်တယ်လို့ပြင်ဆင်ပေးလိုက်တင်တယ်လို့ပြောတယ်။မြန်မာနိုင်ငံအတွင်းကတည်င်းတောက်တွေအတွက် လုံခြုံရေးဆိုင်ရာတင်နန်းတွေပို့ချပေးဖို့အမှန်တကယ်လိုအပ်နေပြီဖြစ်တာကြောင့်တင်နန်းတွေစတင်ပို့ချနိုင်ဖို့လက်ရှိစူးစမ်းနေပြီဖြစ်တယ်လို့ရန်ကုန်တည်င်းစာပညာကျောင်းကတင်နန်းဆရာဦးရဲနိုင်မိုးကလည်းဆိုပါတယ်။ ကျွန်တော်တို့မြန်မာ journalist တွေကဒါစစ်ပွဲကြည့်တဲ့အတွေ့အကြုံနဲ့ပါတာတကယ်တော့မြန်မာနိုင်ငံဟာကမ္ဘာပေါ်မှာတရမ်းရှိဆုံးစစ်ပွဲရှိနေတဲ့နေရာဆိုတော့ဒီနေရာတကယ်လို့လိုရပါတယ်အခုလောက်မှနေစားလို့ဖြစ်လာပြီဖြစ်တဲ့အတွက်ဒုံကျွင်းဆိုင်ရာသင်တန်းမျိုးတွေအဲ့ဒီမှာရေးပေါ်ချက်ချင်းဒီသင်တန်းမျိုးတွေလည်းပါတယ်ပနက်တွေဘုံတွေနဲ့ပတ်သက်ပြီးတော့အခြေခံသိပညာတွေသိထားဖို့လည်းပါတယ်အဲ့လိုသင်တန်းမျိုးတွေကတော့ကျွန်တော်တို့ကတော့လုပ်ဖို့စပြီးတော့စူးစမ်းပါလက်ရှိအချိန်မှာတော့ကိုကန့် data မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်းတည်င်းသွားယူကြတဲ့ တည်င်းတော့တွေလိုက်ပစင်းနေလာတဲ့ချက်ချင်းနီရင်နန်းကိုဖေဖော်ဝါရီလအတွင်းနှစ်ကြိမ်ပြစ်ကတ်ခံခဲ့ရပါတယ်။အဲ့ဒီပြစ်ကတ်မှုမှာတည်င်းတော့တူဒဏ်ရာရရှိခဲ့ပေမဲ့ဘယ်တပ်ဖွဲ့ကမှတာဝန်ရှိကြောင်းထုတ်ပေါ်ပြောကြားခဲ့တာမရှိပါဘူး။ဒါ့အပြင်ဗာရာရဲတွင်ဆောင်တဲ့ပြိပခါတွေဆန္ဒဖော်ထုတ်မှုတွေမှာတည်င်းရယူကြတဲ့တည်င်းတော့တွေဟာလည်းဖမ်းဆီးထိန်းသိမ်းခံခဲ့ရလို့ရိုက်နှက်ခံခဲ့ရတာတွေလည်းရှိခဲ့ပါတယ်။ကျွန်တော်ခုဇော်ဦးပါ